ရွှေဆိုင်၁၉ဆိုင်ပိုင်းဆိုင်ထားတဲ့တရေသမီးလေးဖြစ်ပေမဲ့ပကာသနာမဖတ်ပဲဆံဝန်ဘွဲ့ယူပြီးပြည်သူတွေကိုအကျိုးပြုသွားမယ်ဇွဲ့ထက်ဒေါက်တာမလေးထက် မြန်မာနိုင်ငံမှာပတ်စံချမ်းသာတိုင်းလည်းမရနိုင်တဲ့ဆံပွဲကိုပိုင်ဆိုင်ထားကြသူတွေထဲမှာဇွဲတက်ရဲ့အမွေဆက်ခံသူတတိမလေးမတ်ထက်တင်ဆောင်ကလည်းပါဝင်ပါတယ်။မတ်ထက်တင်ဆောင်ကဒီနေ့မှပဲမန္တလေးစစ်တပ်ကတူကနေ MBBS ပွဲကိုစစ်ကူရရှိခဲ့ပြီးဖြစ်ပါတယ်။သူမအနေနဲ့အချိန်နဲ့အကြကြီးပေးဆက်ကကြိုးစားခဲ့ရတဲ့အရာလေးအောင်မြင်လာခဲ့လို့လေသူမကိုချစ်ကြတဲ့သူတွေအားလုံးကချီးကျူးဂုဏ်ပြုစကားပြောပေးနေကြတာပဲဖြစ်ပါတယ်။အခုဆိုရင်တော့မတ်ထက်တင်ဆောင်ကနေဒေါက်တာထက်တင်ဆောင်ဖြစ်လာခဲ့ပြီးပဲဖြစ်ပါတယ်ရှင်။ ်ဒီလိုမျိုးရုပ်ယူလေးကလည်းချောမောလှပတဲ့ပြင်ဆံဝန်ဘွဲကိုပါပိုင်ဆိုင်ထားသူလေးဖြစ်တာကြောင့်လူချင်းသူပရိသတ်တွေကလည်းဝမိုင်းလည်နေမယ်ဆိုတာကတော့အမှန်ပါပဲနော်ဒီနေ့ရရှိခဲ့တဲ့ဆရာဝန်ပွဲကိုလည်းပကသနာမပါပဲရိုးရှင်းတဲ့အဝတ်အစားလေးတွေနဲ့သာရယူခဲ့ပြီးတော့ပရိသတ်တွေကိုအတိပိစကားပြောလာခဲ့တာဖြစ်ပါတယ် ်ဒေါက်တာထက်တင်ဆောင်ကပကဒနာမပါပေမဲ့ဖြတ်ထွက်နေအောင်ချမလှပသူလေးလို့တင်ဆိုင်ရတဲ့ထီပါပဲမတလာသူလေးပြီးပြီးရွှေချေချင်းတပတ်ရှူစတော့ရင်ပေါ်အင်းကြီးဂျိတ်ထမိန်လုံးကြီးလေးကိုသာရိုရှိရှိဝစ်စင်ပြီးလှနေတာကြောင့်လေပြိတ္တိကြားမှာတော့ချီချူပြောဆိုခံနေရပါတယ်ဒါပေမဲ့ဒီလိုရိုရှိနဲ့အလှတရားတွေနဲ့တူသူမရဲ့လက်ထဲမှာကင်ထားတဲ့ဘောလက်မှတ်ကတော့ထဲဝမှုများစွာနဲ့လိုက်ဖက်မှုရှိနေခဲ့တာကတော့အမှန်ပါပဲရှင်နိုင်ငံကျော်ဇွဲထက်ရွှေဆိုင်ပိုင်ရှင်ရဲ့တမိဆိုပေမဲ့လောကယတနာတွေကိုပြ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 တွေဝစ်စင်မနေတော့ပဲရိုရှိ င်းစွာနဲ့ပဲဆင်မြန်းထားခဲ့တာဖြစ်ပါတယ်။အယူဆုံးကအလှဆုံးဆိုတဲ့စကားလိုပါပဲနော်။အဖက်ဖက်ကဒီလိုအရေးအခြေအနေနဲ့ပြည်စုံတဲ့ဒေါက်တာထက်တင်ဆောင်ကတော့တကယ့်ကိုချီးကျူးတိုက်သူလေးတယောက်ပါရှင်။နိုင်ငံကျော်ဇွဲထက်စိန်ကျနာဆိုင်မိသားစုမှာဆိုရင်တော့အမွေဆက်ခံသူတာသမီ၃ယောက်ရှိပြီးတော့တားနှစ်ယောက်သမီတစ်ယောက်ကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ဒေါက်တာမလီထက်တင်ဆောင်ကတော့အကိုရီမောင်ရဲ့အလေကသမီလက်လေးဖြစ်ပါတယ်။တူရတော်သမီလေးဖြစ်တာကြောင့်လည်းအားလုံးကအချစ်ပိုနေကြမယ်ဆိုတာကတော့အသေးချပါပဲ။ဒေါက်တာထက်တင်ဆောင်တို့မောင်နှမတွေကဇွဲထက်ရ ဲ့ second generation နေပြီးပြီးမောင်နှမတွေကစစ်စီလုံးလုံးနဲ့ဇွဲထက်တဲ့လဘွေရတနာဒီဇိုင်းစဉ်စံတွေကိုကိုပိုင်စိတ်ကူး idea တွေနဲ့ဖန်တီးရောင်းချထုတ်လုပ်နေကြတာဖြစ်ပါတယ်။ ဒါကြောင့်လဲဇွဲထက်စင်ဂျရနာဆိုင်ကအရင်ကထက်ပုံမှန်ကြီးမားတိုးတက်လာနေတာပါအခုဆိုရင်တော့ဇွဲထက်စင်ဂျရနာဆိုင်ကမြမပြည်အနဲ့ဆိုင်ခွဲပေါင်းများစွာကိုဖွင့်လှစ်ရောင်းချခရာကနေစုစုပေါင်းရွှေဆိုင်18ဆိုင်အထိရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်အများနဲ့မတူဒီဇိုင်းဆန်းဆန်းတွေကြောင့် customer အကြိုက်ဖြစ်ကဝယ်ယူမှုများပြားသလိုဇွဲထက်မိသားစုရဲ့ပြူငါတဲ့ဆက်ဆံရေးတွေကြောင့်လည်းပါပါတယ်ဒါအပြင်ဇွဲထက်မိသားစုကအလူအတန်းဆိုရင်လည်းလက်မနေပတ်ဝန်းလူတန်းတက်ကြသူတွေပါနော်မိဘနှစ်ပါးစလုံးကအလူရစ်ဆက်လက်နက်မကွာလူတန်းကြသူ လိုတာသမီ၃ယောက်စလုံးကလည်းလိမ္မာရင်ကျေးပြီးတော့ကုသိုလ်ကောင်းမှုတွေမှာခုံမနှစ်သက်ကြတဲ့သူတွေဖြစ်ပါတယ်။ဒေါက်တာထက်တင်ဆောင်ဆိုရင်လည်းတတိသမီလေးဆိုပေမဲ့ဆောင်ပွဲရထားပြီးဖြစ်လို့လူနာတွေကိုအတပြတ်ထက်စီရီနာနဲ့ကုသပေးသွားမယ်လို့လည်းသိရပါတယ်။ဇော်ထက်ရဲ့တတိမလေးပြပြီးချမ်းသာကြွားရမှန်းနေဆိုပေမဲ့သူမဝါဒနာပါတဲ့ဆောင်ဝအလုပ်ကိုဆက်လက်လုပ်ကင်သွားမှာပဲဖြစ်ပါတယ်။အမြဲတမ်းအပြုံးချစ်ချိုလေးတွေကိုစင်မြန်းထားတဲ့အတွက်ကြောင့်လည်းလူနာတွေအနေနဲ့ယောဂတဝက်တက်တာသွားစီမှာကတော့အမှန်ပါပဲနော်။ ပြည်ထက်ကြီးတို့ရောဒီနေ့မှာပဲ MBBS ဘွဲ့ရရှိသွားပြီဖြစ်တဲ့ဒေါက်တာထက်တင်ဆောင်ကိုဗာမျှပြောချင်ပါလေရိုးရိုးရင်လေးနဲ့လှကျင်တိုင်းလှနေတဲ့ဒေါက်တာထက်တင်ဆောင်ကိုချစ်ကြတဲ့သူတွေရှိကြလားဆိုတော့ကွန်မန့်မှာပြောပြပေးခဲ့ပါအောင်ရှင်